cryptocurrency လို့ပြောလိုက်ပြီဆိုလို့ရှိရင် AI, meme coin, DeFi စရဲ့ narrative တွေပဲလူသိများကြတယ်။ဒါပေမဲ့ဒီ video မှာရှင်းပြပေးမှာ meme coin အကြောင်းလည်းမဟုတ်ပါဘူး။ layer 2အကြောင်းလည်းမပြောတော့ပါဘူး။ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ restaking protocol အကြောင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လအနေငယ်တော့ Cardano DAO ဆိုတာဘယ်သူမှမကြားဘူး။အဲ့နာမည်အစ်စ်ကအခုလက်ရှိချိန်မှာ DeFi ရဲ့ ecosystem ထဲမှာအကြီးဆုံးသော restaking ecosystem project တစ်ခုအနေနဲ့တတိယနေရာကိုရောက်ရှိလာခဲ့တယ်။ဟုတ်တယ်ကျွန်တော်တို့နားကြားမှာမပါဘူး။ဒီ project အစ်စ်က restaking protocol industry မှာတတိယအကြီးဆုံး project ဖြစ် ဲ့ရောက်ရှိလာတာပါလက်ရှိမှာ project ရဲ့ total value lock အနေနဲ့ American dollar ကာလတန်ဖိုး2 billion ကျော်ပမာဏတည်ရှိလာပြီးတော့သူ့ရဲ့အောက်မှာ Carnel Club Game စတဲ့ project သုံးခုနဲ့လှုပ်လှုပ်ပါတယ် Carnel ကတော့ဒီ project ရဲ့အဓိကနှလုံးသားပါ BME chain ပေါ်မှာတိစောက်ထားပြီးတော့ restaking infrastructure အနေနဲ့အလုပ်လုပ်ပါတယ်။ပြီးခဲ့တဲ့3လအတွင်းမှာပဲဒီ project တွေကို American dollar တန်ပေါင်း660ကျော် total value lock တိုးတက်လာတာကိုတွေ့ရှိရပါတယ်။ဒီပမာဏကိုပြန်ပြချကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့လစဉ်40ရာခိုင်နှုန်းကျော် growth rate ရှိတာကိုကျွန်တော်တို့တွေ့ရပါတယ်။ တို့တွေကနေပြီးတော့အနာဂတ်ကိုတိစောက်နေတဲ့စီမံကိန်း project အခုပေါင်း30ကျော် support လုပ်ပေးနေတယ်အဲဒီမှာဘာတွေပါဝင်မလဲဆိုလို့ရှိရင် Mira တို့ Azer တို့လိုမျိုး AI protocol တွေ Calypso တို့ Zacky Roat တို့လိုမျိုး privacy solution လောက်တဲ့ project တွေပါဝင်ပါတယ် Laser Digital Hyperspire Ventures XCB Limited Cyber Capital လို့ခေါ်တဲ့ဒီလိုမျိုးအကြီးမားဆုံးဒီ investment အဖွဲ့အစည်းတွေကနေပြီးတော့ American dollar တန်း40ကို ecosystem fundraising ရရှိထားတဲ့ project တခုလည်းဖြစ်ပါတယ်ဒီ project မှာဒုတိယပြောမယ့်အကြောင်းအရာ cloud ပေါ့ဗျာ Ethereum blockchain ပေါ်မှာယနေ့လက်ရှိကမ္ဘာပေါ်မှာဒုတိယအကြီးဆုံး liquid restaking token protocol တစ်ခုဖြစ်လာခဲ့တယ်။အများဆုံး Ethereum ပမာဏ6သိန်းကျော်အထိ lock လုပ်လာနိုင်ပြီးတော့အဲ့ဒီပမာဏဆိုလို့ရှိရင် Ethereum ဈေးနှုန်းအမြင့်ဆုံးရောက်ရှိခဲ့တဲ့အချိန်ကဆိုလို့ရှိရင်ဒေါ်လာ1.8ဘီလီယံကျော်ပမာဏကိုတန်ဖိုးရှိပါတယ်တဲ့။အခြားသော landing protocol တွေဖြစ်တဲ့ Aave, Compound ဖမော်ဖိုစတာတွေနဲ့လည်းအလုပ်လုပ်ပါတယ်နောက်ဆုံးကတော့ဂိမ်းမှာ tokenize vault ရဲ့အစုဝေးနေရာတစ်ခုဖြစ်ပြီးတော့သူ့ရဲ့ system လေးမျိုးပေါ်မှာလက်ရှိ American dollar တန်ပေါင်း150ကျော်ကို deposit လုပ်ထားတာကိုတွေ့ရပါတယ်ဂိမ်းကနေပြီးတော့ ethereum ပေါ်မှာပုံစံလေးမျိုးနဲ့အကျိုးမြတ်ယူလို့ရတဲ့နည်းလမ်းတွေဖွင့်ပေးထားပါတယ်အဲနံပါတ်1ကတော့ hype game ပါသူကတော့ blue chip defi မျိုးစားဖြစ်ပါတယ် ်နံပါတ်2ကတော့ Grizzly game မှာ Barrel Chain နဲ့တိုက်ရိုက်ဆက်သွယ်ပြီးတော့အလုပ်လုပ်လို့ရပါတယ်နံပါတ်3ကတော့ Move game မှာ Movement Less တွေပေါ်မှာလောက်တဲ့အကျိုးမြတ်တွေရယူနိုင်မှာဖြစ်ပြီးတော့နောက်ဆုံးအနေနဲ့ Airdrop game လို့ခေါ်တယ် Layer 2 airdrop တွေအတွက်ပါဝင်နိုင်တဲ့အခွင့်အလမ်းအနေအထားတွေများကြီးရှိလာပါတယ်။ဒီ project ကိုကြည့်မယ်ဆိုလို့ရှိရင်တော့လက်ရှိမှာ DeFi လောကရဲ့ high yield ban အကောင့်လိုပါပဲ။ကျွန်တော်တို့ပုံမှန် saving လုပ်တာတဲ့ high yield တွေမှာသွားပြီးတော့လုပ်တယ်ဆိုလို့ရှိရင်တော့အကျိုးမြတ်ပို့ပြီးရနိုင်တာပေါ့ဗျာ။ Kernel DAO ကတော့ဒါတွေအားလုံးကိုစီမံခန့်ခွဲမဲ့ project တစ်ခုဖြစ်လာပြီးတော့ Kernel ကတော့သူ့ရဲ့ native token ဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာအကြီး လုံး cryptocurrency exchange ဖြစ်တဲ့ Binance ကနေပြီးတော့ Kernel token ကိုသူတို့ရဲ့၄ခုမြောက် Mega Drop project အနေနဲ့စတင်ကြေညာလိုက်ပါတယ်။ Mega Drop ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ project ကဘယ် exchange မှာမှတက်မှာမဟုတ်သေးပေမဲ့ Binance ပေါ်မှာပဲ exclusive ဒီစတင်ပြီးတော့ရရှိမှာဖြစ်ပါတယ်။ user တွေက Binance exchange နဲ့ Binance wallet ပေါ်မှာသူတို့ပြောထားတဲ့ quest တွေကိုပြီးမြောက်လုံးဆောင်နိုင်ပြီဆိုလို့ရှိရင်တော့ total supply ရဲ့၄00ခန်းတုန်းကို airdrop reward အနေနဲ့ချပေးသွားမှာဖြစ်ပါတယ်။သူတို့နဲ့ချိတ်ဆက်ပြီးတော့လွတ်လပ်ထားတဲ့ wallet ပေါင်း၃သိန်းကျော်ကိုလက်ရှိ season 1မှာ allocation လုပ်ပေးသွားမယ်။ season 2ကတော့အခုစနေပြီးနောက်ထပ် supply ရဲ့900ခန်း တော့ကို location လုပ်ဖို့အတွက်တို့တွေစီစဉ်နေတယ်လို့သိရှိရပါတယ်။ဒီအချိန်ကကျွန်တော်တို့အတွက်အခွင့်ကောင်းပါ project ကဘယ်အချိန်မှမတက်သေးပဲ exclusively binance ပေါ်မှာတက်တဲ့အတွက်ကြောင့်မို့အကယ်၍သာဒီ project ပေါက်သွားပြီးအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်းနာတဲ့အရာတွေတော်တော်လေးအချိုးမြတ်ရရှိနိုင်တာတွေ့ရပါတယ်။ restaking project တွေထဲမှာကမ္ဘာအကြီးဆုံးဖြစ်တဲ့ light တို့အဲကောင်လွတ်သွားရဆိုလို့ရှိရင်တော့သူ့နောက်မှာလာခဲ့တဲ့ icon layer icon layer ကိုလည်းလွတ်သွားပြီဆိုရင်တော့မိတ်ဆွေတို့ဒီတစ်ခါအိတ်မနေပါနဲ့တော့ ကျွန်တော်ခုပြောတဲ့ project က recycling protocol ထဲမှာအလားအလာရှိတဲ့ project တစ်ခုဖြစ်တယ်။အဲ့ဒါကတော့ kernel လို့ခေါ်ပါတယ်။အခုလိုမျိုး project review video တွေက educational purpose only ဖြစ်တဲ့အတွက်မိတ်ဆွေတို့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် decision ချတော့မယ်ဆိုလို့ရှိရင် DYOR ဒုယောင် on research လုပ်ပြီးတော့မှ decision ချဖို့အတွက်ကျွန်တော်တို့အကြံပြုပါတယ်။အားလုံးကိုကျေးဇူးများရှိတင်ပါတယ်။နောက်ပြီးမှပြန်လည်ဆုံတွေ့ပါမယ်။